ဝတ္ထုအချင်းလေးကိုကျွန်တော်ပြပြပေးပါမယ်။ညာချီးကမင်းနန်းသူရောက်มาနေတဲ့ကောင်မလေးတယောက်တတိကျတော့အာနန္ဒာဖရာဘွဲကိုသွားရင်းနဲ့စုဖို့ဆိုတဲ့ကလေးလေးတယောက်ကိုတွေ့တယ်။အဲကလေးရဲ့မိဘတွေကကြွေးနေကြသူ့အတော်နဲ့နေတယ်။အတော်ကလည်းသူ့အပေါ်မှာတိတ်မကောင်းဘူးပေါ့။အဲအဲ့ဒါကြောင့်အဲ့စုဖို့ကသူ့အတော်စီကနေပြီးတော့ခုတ်ထွက်လာ။အဲဖြစ်ချင်တော့ညာချီးလိုသနာကျင်တာတက်တဲ့မမတယောက်နဲ့တွေ့ရပါဘောနော်။အဲ့မှာစုဖို့ကသူဘိုက်စာတယ်ပြောလို့ဆိုပြီးတော့ညာချီးကမောင်းငါဝယ်ကြည့်တယ်။နောက်ပြီးအင်ကြီးဝယ်ပေးရဲ့။အင်ကြီးဝယ်ပေးပြီးတော့စုဖို့ပြောလိုက်တဲ့စကားလေးကတော်တော်ချစ်ဖို့ကောင်းတယ်။ မမကကြံစည်သားလာတဲ့အဘာလို့လဲဆိုတော့သူ့ရဲ့မျက်ရည်တွေလည်းတုပ်ပြီးတယ်စားဖို့လည်းဝယ်ကြည့်တယ်ဝတ်ဖို့လည်းဝယ်ပြီးတယ်အဲအဲအကြောင်းကြံစည်သားလာပေါ့အဲချစ်စရာကောင်းတဲ့ကလေးအတွေ့ပေါ့နော်အော်ဒီနီယမှာကျွန်တော်ပြောချင်ပါတယ်စူးဘုတ်ရဲ့နာမည်အရင်းကရှမ်းပြည်အေးပါကျွန်တော်စူးဘုတ်လိုပဲသုံးသွားပါမယ်အဲ့လိုနဲ့စူးဘုတ်ကိုများကြီးကအဲသူ့အဖေမိတွေကိုပြောပြီးတော့အတူတော်စီကိုပြန်ဖို့တယ်သူ့အတော်ကြအကြောကြောလာ အတော့ဆိုတော့စူးဖို့အပေါ်မှာအလောက်ကြီးတိမကျင်တာဘူးအဲ့ဒါနဲ့စူးဖို့လေးကိုအဲညာကြီးကသူ့မိဘလေးကြီးကိုခွန်တောင်းပြီးတော့အိမ်ခေါ်လာတယ်။အကြာကြီးတော့မဟုတ်3လလောက်တင်အဲ့ဒီ3လပြည့်ရင်တော့သူ့အတော်စီကိုပြန်ပို့ရမယ်။ညာကြီးကသူ့အိမ်မှာသူကအငယ်ဆုံးအဲသူတို့နှစ်ယောက်စတွေ့ကြတော့ညာကြီးရဲ့အသက်က14နှစ်စူးဖို့လေးရဲ့အသက်က10နှစ်ပဲရှိသေးတယ်။အဲ့ဒီ3လအတွင်းမှာဒီကလေးနှစ်ယောက်ရဲ့တယောက်ပေါ်မှာတယောက်ထားတဲ့တန်ယုံစင်ဒီမြစ်တာတွေကိုညံ့ပါလေ။ညာကြီးကလည်းအဲ့ဒီစူးဖို့အပေါ်မှာ ့ရဲ့မောင်လေးအရင်တယောက်ကိုချစ်ပေးရဲ့အဲ့လိုနဲ့သုံးလပြီးတော့သူ့တော်စီပြန်ပို့လာတာပေါ့အဲ့ညညမှာတခါကြေခွဲရပါတယ်အဲ့လိုခွဲပြီးတော့ညာကြီးလဲဆယ်တန်းရောက်ဆယ်တန်းရောက်တော့ပကံညွတ်တကဒီရွှေလုံငန်းလုပ်တဲ့သူ့တော်ကြီးကိုပြောင်းနေရတယ်ဘာလို့လဲဆိုတော့မင်းနန်းသူနဲ့ဒီအထက်တန်းကျောင်းရှိတဲ့နေရာနေရာတော်တော်အလန်းဝေးတယ်အဲ့တော့သွားကြီးလာတဲ့အစ်မပြေဘူးပေါ့တခါတလေကျရင်တော့ညာကြီးကဒီသူ့အဖေလုပ်ငန်းကြီးကိုလိုက်လိုက်သွားတယ်သူ့အဖေကကျတော့အာပကံဖျားကြီးကိုသူ့နေတနာလုပ်တဲ့နေရာမှာအလုပ်လုပ်တာ အဲ့မှာစူပုံးနဲ့မြာချင်းနဲ့ပြန်ပြီးတော့တွေ့ဖို့အကြောင်းပါလာရေပေါ့နော်အဲ့တနေ့ကျတော့အဲ့အလုတ်လုံနေရင်းနဲ့ဒီစူပုတ်ကသူ့ရဲ့ဦးလေးနဲ့အတူတူအဲ့အလုတ်ဆိုင်ထဲကိုလိုက်လာအဲ့မှာသူတို့နှစ်ယောက်ပြန်တွေ့ကြရေပေါ့ဂျားတဲ့တော့၃နှစ်လောက်ကွဲသွားတာပေါ့နော်